ဒေါ်လာမျိုးတွေအလုံးပဲမင်္ဂလာပါဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်ဒေါ်လာယင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထုသတင်းကောင်းသေးတွေအပြင်ကျွန်တော်တခြားအားကစားနဲ့ပတ်သက်တဲ့သတင်းလေးတွေလည်းပြပြပေးမှာဖြစ်ပါတယ်ပြီးတော့ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့မြန်မာပြည်နယ်ပွားပေါ့နော်အမေရိကန်နိုင်ငံသားချင်းတိုင်းရင်းသားလူငယ် fighter Joshua Van က USC flyweight တန်ကမ္ဘာချန်ပီယံအဖြစ်အနိုင်ရရှိသွားပြီဖြစ်ပါတယ်ဒီဇင်ဘာလ9ရက်နေ့ဒီကနေ့နော်အမေရိကန်ပြည်တော်စုမှာကျင်းပတဲ့ USC flyweight တန်ကမ္ဘာချန်ပီယံပြိုင်ပွဲမှာချင်းလူငယ် fighter Joshua Van က UFC ရဲ့ flyweight တန်ကမ္ဘာချန်ပီယံ အလက်ဇန်ဒရာကျွန်တော်တို့ပန်တိုချာကိုပေါ့နော်အနိုင်ရရှိပြီးတော့မှ fly weight တန် champion ကပတ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဝဲစားတင်ပြီးတော့မှပထမအချီမှာစက္ကန့်ပိုင်းပဲရှိပါသေးတယ်။ဒီ Joshua Van ကပြန်ဘက်ကိုအလဲထိုးလာနိုင်ခဲ့တာဖြစ်တယ်။ပြန်ဘက်ကကမ္ဘာ champion Alexandre da Pantoja ကလက်ကျိုးသွားပြီးတော့မှဆက်လက်မရှင်ပြန်နိုင်တော့ဘဲနဲ့အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ချင်းလူငယ် Joshua Van ကဇွန်လ29ရက်နေ့ UFC 317 flyweight တန်ပြန်ဘက်မှာ UFC flyweight တန်ရဲ့အဆင့်တနေရာမှာရှိနေတဲ့ Brandon Ryan ကိုအနိုင်ရခဲ့ပြီးတဲ့နောက်မှာ UFC ရဲ့ Flyweight တန်ကပါချန်ပီယံကိုစစ်ခေါ်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့တော့ချင်းလူမျိုးအတွက်ကိုလည်းဂုဏ်ယူပါတယ်။မြန်မာနိုင်ငံကိုစားပြုပြီးတော့မှသာရှင်ပြိုင်တဲ့အခုဆိုရင်ဒါ Joshua Van ကြောင့်လည်းအခုဆိုရင်ဒါမြန်မာနိုင်ငံကိုလူတွေနဲ့ဒါပို့ပြီးတတိထားမိသွားပြီ။နော်ပြီးသွားရဲ့ဆိုရင်လက်ရှိချင်းတွေတခုမှလည်း Joshua Van ကလည်းဒါပြောမယ်ဆိုရင်တကယ်ကို လေးစားစရာကောင်းတဲ့ကိုရဲ့နိုင်ငံကိုအာသူပြားနိုင်ငံကလူတွေတည်အောင်ကဘာမှာတကယ်လက်ဝိတ်နဲ့ပတ်သက်ပြီးတော့မှ အဲတခြားနိုင်ငံအနေနဲ့ respect ထားနိုင်လောက်တဲ့အထီကိုဒါစ조사ပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်။အောင်လာတော့ကလည်းကျွန်တော်တို့အားပေးခဲ့တဲ့အခု Joshua Bain တော့ကလည်းကျွန်တော်တို့အားပေးတယ်။ Okay နောက်ထပ်သတင်းလေးကတော့မန်လီတိုင်းအမရဘူရာမြို့နယ်မှာဒေါက်တာဒေဇာဆန်ကိုနန်းလေးနဲ့ကိုခန့်ဝင်ဖြိုးတို့ရဲ့ဆန္ဒပြတပ်ပုံတွေကိုလိုက်လံပြသပြီးတော့မှသတင်းပေးရင်ငွေကျပ်သိန်းနေရာချိမြဲမယ်ဆိုပြီးတော့မှပြည်သူတွေကိုစစ်တပ်ကလိုက်စည်းရုံးနေတဲ့အကြောင်းကိုအမရဘူရာမြို့နယ်ကပြည်သူတွေကပြောပါတယ်။ဆိုတော့ဟိုဒီဒေါက်တာဒေဇာဆန်ဆိုတာကလည်းဒါဆန္ဒတစ်ခါပြလိုက်ပြီဆိုတာနဲ့ပြည်သူတွေရဲ့ကျွန်တော်တို့ ဒေါ်လာရေးနဲ့ပတ်သက်ပြီးတော့မှမေ့နေတဲ့ပြည်သူတွေတော့မှပြန်ပြီးစိတ်သက်တက်ကြွရောက်တဲ့အထိဒေါက်တာဇာဆန်းရဲ့ဒါလက်ရှိအနေအထားအဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲပြီးခဲ့တဲ့ဒါကျွန်တော်တို့ဒါမန္တလေးမှာလည်းဆန္ဒပြခဲ့တော့မှလည်းဒီဈေးမှာပေါ့မန္တလေးဈေးကြိုဈေးမှာပေါ့ဆန္ဒပြခဲ့တော့မှလည်းဒါဒေါက်တာဇာဆန်းရဲ့ကြိုးစားအားထုတ်မှုဘယ်လောက်ထိအောင်မြင်ခဲ့လဲဆိုတော့အလုံးလည်းသိကြမှာပါဘာမှမဆိုင်တဲ့ဈေးတွေကိုလည်းဖန်ဈေးကိုလည်းဖျက်ဆီးနော်အဲ့လောက်ထိကိုဒီနွားတွေကရက်ဆက်ရုံမာတာကိုလည်းအလုံးလည်းသိကြမှာပါအခုလည်းဒါအမရဘူရမှာ ဒီဒေါက်တာဒီစာဆန်တို့တော်လန်ကြီးကိုလေးဘောနော်သတင်းပေးမယ်ဆိုရင်တိန်းနေရပေးမယ်ဆိုပြီးတော့မှဆက်တက်ကဖန်ဝရန်ထောက်ဝါလောက်တဲ့အထိနော်အဲ့လောက်တော့မှမတ်လုံးပေးပြီးတော့မှကျွန်တော်တို့ဖန်ခိုင်းရလောက်တဲ့အထိဖန်ချင်ရလောက်တဲ့အထိဖြစ်နေတယ်ဆိုတော့ဒီတော်လန်ကြီးမှာဒေါက်တာဒီစာဆန်ရဲ့ပုံရိပ်ဘလောက်ကြီးမားတယ်ဆိုတာလေကျွန်တော်တို့တွေဒါဒီထက်ပိုပြီးဒါသိခဲ့ရတာဖြစ်ပါတယ်ဒါသိနိုင်ပြီဘောနော်ဟုတ်ကဲ့ပါနောက်ထပ်သတင်းလေးကတော့မကွေးတိုင်းဆလင်းမြို့မှာရဲစခန်းအနေမှာကင်းဘက်ထွက်လာတဲ့ဂျမ်ဘတ်စစ်ကော်မရှင်တပ်သားတွေကိုကြားပြတ်တိုက်ခိုက်ရမှာဆဲအုပ်စုထိခိုက်မှုရှိခဲ့တဲ့ကြောင်းလည်းသိရပါဗျ။အ ီဇင်ဘာလ6ရက်နေ့နေ့လယ်2နာရီခွဲကျော်လောက်မှာပေါ့နော်ဆလင်းရဲစခန်းကနေပြီးတော့မှအင်အား20ဝန်းကျင်ကနေဆဲအုစုကဆလင်းမျိုးအထွတ်စိမ့်စုဂိတ်ကင်းစခန်းကိုစံကယ်လေးစီးကားတစီးနဲ့ကင်းဘက်ထွက်လာတဲ့အချိန်မှာစိမ့်စုဂိတ်နဲ့ဆလင်းမျိုးမှရဲစခန်းချမီးရထားလာမှရောက်မှာကောက်ဝေးတဖက်ဝင်တွေကမိုင်းဆွဲတက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါမိုင်းခွဲတက်ခတ်မှုပြီးတဲ့နောက်မှာအပြန်လည်ပြစ်ခတ်မှု45မိနစ်ခန့်ဖြစ်ပွားခဲ့တယ်။ဆဲအုစုဘက်ကမြင်တင်ရော့ကတ်ကရဲတပ်သားအောင်ညင်ညင်နဲ့ကျွန်တော်ဖောင်လင်းနယ်ဒိန်းပေါ့နော်မင်းခန့်တို့အပါအဝင်ကျွန်တော်တို့ ၄ယောက်ပေါ့နော်ဒိုင်ယန်ရရှိခဲ့တယ်လို့သိရတယ်ပေါ့နော်ဒီကဒိုင်ယန်ရတဲ့၄ယောက်ကတော့အခြေအနေတော်တော်ဆိုးတယ်ပေါ့နော်ဒီကောင်တွေကကင်းပတ်ပြီးတော့မှပေါ်တာဆွဲလေးရှိတဲ့ကောင်တွေပေါ့အဲဒီကောင်တွေအဲ့လိုကောင်တွေကိုဒီလိုမျိုးလုတ်ပလိုက်တာကိုကျွန်တော်တို့ကဒါဝမ်းသာတယ်ပေါ့နော်ဒါတက်ခိုက်မှုပြီးတဲ့နောက်မှာဆေအုစုကဆလင်းမျိုးမရေစကန်တွေကိုပြန်လဲဆက်ခေါ်သွားပြီးတော့မှဒီအိဆေအုစုထံကနေပြီးတော့မှ G3 G ပေါင်းနှစ်ခုလက်ပြပုံနှလုံးနဲ့ G 30တောင်းတော့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။အိုးအိုးဒီကောင်တွေကိုလည်းဒိုင်ယန်ရအောင်လုပ်နိုင်ခဲ့တယ်ဒီကောင်တွေရှိရတယ်ကြည်တွေဒါမဂဇင်းပေါက်တွေဒါလည်းရအောင်လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါအောင်မြင်မှုကတော့ဒါပြောမှဆိုရင် အဲအတိုင်းအတာတစ်ခုထိကျွန်တော်တို့တွေဒါကျင်တဲ့အားရမှုရှိပါရယ်ခင်ဗျာကျေးဇူးတင်ပါတယ်နောက်ထပ်တဲ့နေ့ကတော့မင်္ဂလာသတင်းလေးပါမွန်ပြည်နယ်ရေးမြို့ရေးမြို့နယ်ပေါ့နော်ဒါကျွန်တော်တို့အာယုတောင်ကျွရမှာရှိတဲ့စစ်တပ်လောက်ခံပြည်သူ့စစ်အဖွဲ့ကိုရေးဘလူးအဖွဲ့ကနေပြီးတော့မှဝင်ရောက်ပြစ်ခတ်ခဲ့ရမှာပြည်သူ့ဒီကောင်းဆောင်၄ဦးပေါ့နော်အဲမှာလင်းဦးဆိုတဲ့ကောင်ထိခဲ့တဲ့အရာပြီးတော့မှစစ်သား၄ဦးလည်းတေဆုံးသွားခဲ့တဲ့အကြောင်းကိုရေးဘလူးတပ်ဖွဲ့ကောင်းဆောင်ကနေပြီးတော့မှပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့နနက်7:00နာရီခွဲဝင်းကျင်မှာပေါ့နော်ဒါရေးဘလူးအဖွဲ့ကနေပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တဲ့ ကျွန်တော်အတမ်းပတ်ဆက်တက်လာအောင်ခံပြည်သူ့စစ်ကောင်းဆောင်လင်းဦးကနိုဝင်ဘာလ23ရက်နေ့ကရေဘလူးတပ်ဖွဲ့ကပြစ်ခတ်တိုက်ခတ်ခဲ့တယ်။ကျွန်တော်ပြည်သူ့အဖွဲ့ဝင်တွေကဒဏ်ရာရေးအရှင်းမပြောက်သေးခင်မှာဒုတိယအကြိမ်ထပ်မံပြီးတော့မှဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့သိရတယ်မို့နော်။ကောင်းပါတယ်။မိုက်ပါတယ်နော်။လောလောဆယ်မှာလင်းဦးတေမတေတော့အထိကြမသိသေးဘူး။ပေါင်မှာထိတာရည်လို့ကြားတယ်မို့နော်။ဒီတုတန်ရာကတော့အသက်အန္တရာယ်မစိုးရအောင်ဆွေးနွေးအောင်လှုပ်ရှားလို့တော့မနိုင်တော့ဘူး။ပရမထိတာတဲ့ဒဏ်ရာရေးကအခုချိန်ထိမပြောက်သေးဘူး။နောက်ထပ်တစ်ချိန်ထပ်ထိတယ်ဆိုတော့တေဖို့များတယ်တဲ့။ အဲဒီကောင်တနက်တန်ရနဲ့မသိရင်တော့မှညပိုင်းကျွန်တော်တို့ကြောင့်စဉ်းစားရင်ကြောက်ပြီးတေးမှာဆိုပြီးတော့မှရေဘလူးတက်ခွဲတိုက်ရင်မှုကပြောပါတယ်အမေမိုက်လိုက်ရတယ်မိုက်တယ်နော်အဲ့လိုတော်ကီတွေကဆိုအဲ့လိုဖြစ်နေရမှာမိုက်တယ်โอเคဆိုတော့ဒရင်လေးနားဆင်ပြီးရအောင်ပါဗီဒီယိုဖိုင်လေးရေးချင်အောင်ပါပထမဦးဆိုတာရဲဘော်ဒါကျွန်တော်စောတာကိုပေါ့နော်အထူးတိုင်းစစ်ဌာနပြော33စစ်ရေးတော်ဝန်ကရဲဘော်စောတာကိုပေါ့နော်လက်ရှိမိုးကုတ်ဖြစ်စဉ်လိုမျိုးတောင်ပိုင်းမှာကိုဖြစ်နိုင်သလားဘယ်လိုပြင်ဆင်ထားလဲဒီအကြောင်းအရာမှာမူတည်ပြီးတော့မှရဲဘော်စောတာကိုကပြောလာပါတယ်နောက်ထောင်ကြည့်အောင် တော်လာကြီးလည်း၅နှစ်နီးပါးဖြစ်လာပြီပေါ့နော်ဟိုအဓိကလည်းဒီတနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားတပ်တွေရဲ့ပေါ့နော်ကျွန်တော်တို့ဒီပြည်သူ့ကော်ကွယ်ရေးတပ်တွေပူပေါင်းပြီးကျွန်တော်တို့တိုက်ကြတာတော်တော်များများလည်းမျိုးတွေအများကြီးသိမ်းနိုင်တယ်အစည်းအဝေးပေါ်ဆောင်မှုတွေလည်းအများကြီးကျွန်တော်လုပ်နိုင်တာတွေ့တယ်ခုလက်တော်ဖြစ်သွားတဲ့ပုံရိပ်ရလည်းပဲအဓိကတော့တရုတ်ရဲ့အဓိကရမ်မှုမှုပေါ့နော်ဟို PR ကြောင့်လည်းကျွန်တော်တို့မြင်တယ်အဓိကတော့ကျွန်တော်တို့တော်လာကြီးကဟိုနိုင်ငံကြီးတွေရဲ့ software မှုနဲ့ကျွန်တော်တို့တွေတော်တော်လေးကိုလိုရခီးမရောက်တာကျွန်တော်တို့ဆိုတာဒီ2023ခုနှစ်ကတည်းက တစနစက်ကိုဆက်စည်ကြရဲပြီးကြရဲတော့ဒါကျွန်တော်တို့တော်လိုက်တန်းတော့ကျွန်တော်အောင်မြင်သွားပြီဒါတော့တတ်နိုင်ဆိုကျွန်တော်တို့ကျွန်တော်တို့အဘွက်ခံဖို့ပဲကြံပြီသို့တော့ကျွန်တော်တို့အနောက်မှာခုရှိတဲ့တရုတ်နဲ့ရုရှားနိုင်ငံကြီးကလာပြီးတော့ဆိုတာဒီအပြောင်းလဲကြီးဖြစ်အောင်ပေါ့နော်သူတို့လာပြီးတော့ဝရဆော့ဖိတ်ပြီးလောက်ကင်လာတဲ့အပေါ်မှာကျွန်တော်တို့တွေတော်လိုက်တက်တရားတိုက်နေရတာရတူစစ်ကောင်စီတခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့နိုင်ငံကြီးတွေပေါ်ဝဲပတ်သိမှုအချို့တွေကလူကိုယ်တိုင်လာစားမလို့ဒါနိပညာအကူအညီတော့ဗောနဲ့ကျွန်တော်တို့ drone တွေရောအရှင်းပြတဲ့ စ္စည်းကိရတွေအဆောင်ပေါ့နော်သူတို့ခိုးဆိုတာလေရီတွေလည်းပဲတောက်ဆောင်သူတို့ကူညီနေတာဆိုတော့လည်းပဲဒါအစ်စ်ကိုနော်ပြီးတော့စစ်ကိုလာရောက်ပြီးသူတို့ဖယားတိုက်ပေးတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်ပေါ့ဒါတော့ကျွန်တော်တို့တွေအားလုံးခုလို့ကျွန်တော်တို့တိုက်နေတဲ့ဟာတွေအားလုံးကစစ်ကောက်စီတခုတည်းမဟုတ်ပဲနဲ့အနောက်ဘက်ကနေပြောဆိုတာကျွန်တော်တို့ဒီတရုတ်လိုမျိုးရုရှားလိုမျိုးနိုင်ငံကြီးတွေကထက်ထက်ဝဲဝဲပေါ့ပဲကူညီပြီးတော့လုပ်နေတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်တို့တိုက်နေရတာဒါအင်အားကြီးနိုင်ငံတွေပါတိုက်နေရတာအနေထားကျွန်တော်တို့ခက်မှတ်မှာအင်မတန်ခက်ခဲရှိတယ် အင်မတန်လဲကျွန်တော်တို့ဖျားနေပြရသောပေးဆမှုတွေအများကြီးကျွန်တော်တို့ကြုံတွေ့ရတယ်။သို့တော်လည်းပဲကျွန်တော်တို့ဒီလိုဖြစ်သွားလို့ကျွန်တော်တို့ဖျားအောင်မလျှော့ဘူး။ချို့ရတွေကကျွန်တော်တို့ဘယ်လိုပြန်ပြရဆိုတာဒီရုပ်ထွဲနိုင်ရမလဲဒီအခက်အခဲကြားနေပြလေ။ကျွန်တော်တို့ရဲ့ဖြစ်လာတဲ့ဒီအခက်အခဲကကျွန်တော်တို့တွေ့ရအခက်အခဲဆိုပြီးဟာမျိုးမမြင်ပဲနဲ့ကျွန်တော်တို့ဖက်မှာဘောနော်ဘယ်လိုပြင်ဆင်ရမလဲ။ကျွန်တော်တို့ထပ်ပြီးတော့ဘလို့စူးစမ်းရမလဲကျွန်တော်တို့ထပ်ပြီးတော့ဘလို့မပြောနီးပြောတယ်ကျွန်တော်တို့ပြန်ပြီးစေစားတုံးတတ်ရမလဲဆိုတော့အပိုင်းကျွန်တော်တို့ပြန်လုံးဝမှဖြစ်တယ်ဆိုတော့ ဟိုတစ်ဖက်မှာဖြစ်သွားတာတော့ဖြစ်သွားပြီးပေးလိုက်ရတာတော့ပေးလိုက်ရပြီပေးလိုက်ရတာတော့လွယ်တကူဆိုပေမဲ့ကျွန်တော်တို့တိုက်ထားတာလွယ်တကူတော့မဟုတ်ဘူးပေးဆိုင်မှုတွေအသိတွေဘဝတွေအများကြီးပဲဒီအတွက်လည်းပဲအာကျွန်တော်တို့တော်လာရေးဖက်မှာအမှန်တန်စေစားဆုံးဖြတ်ရတော်တော်ခက်ခဲတဲ့ဟာမဟုတ်တော့ဆိုတော့တစ်ဖက်ကိုလည်းပဲဒီလိုဖြစ်သွားကောင်းလားအာဒီလိုလှုပ်လိုက်လို့နောက်တစ်ဖက်မှာလည်းပဲအာဒါမဟုတ်ဘူးမလို့အဲ့လိုမျိုးလှုပ်လိုက်လားဆိုတော့ထိစားရကျွန်တော်တို့ဘယ်လိုဖြေရှာကြမလဲဘောနော်ကျွန်တော်တို့ဘယ်လိုဟိုစေစားကြမလဲဘောဒါလေးလေးလည်းပဲ ဟိုကျန်တဲ့ဟိုဟိုတော်တော်လာရေးအီအိုညီကိုခေါဆောင်တွေလည်းပဲအလုပ်တိုင်ပေးပြီးကျွန်တော်တို့ဆစ်ဆွတော်ဖို့လို့လုပ်တယ်ဆိုတော့ဒီပုံမှာတော့ကျွန်တော်တို့အရင်ကြီးတော့ဟိုစိတ်ပြေပွားရလောက်အောင်တော့ကျွန်တော်တို့ဖြစ်ဖို့တော့မလိုဘူးပေါ့နော်ကျွန်တော်အဲ့လိုပဲမြင်တယ်ဒါတော့ဟိုထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ထပ်ကြိုးစားဖို့တော့လိုအပ်တာပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ view ကပြောင်းလဲတော့သွားလိမ့်မယ်ဟိုကျန်တဲ့အခက်အခဲအများကြီးလည်းကျွန်တော်ကြော်ဖြတ်ရလိမ့်မယ်ကျွန်တော်အဲ့လိုပဲမြင်ပါတယ်อืมအခက်ခဲဆိုတာလူတိုင်းမှာကိုယ်စီရှိတာပေါ့เนาะဒီမိုးကိုဖြစ်စင်လို့ပြောပဲတခြားဖြစ်စင်တွေလည်းအများကြီးရှိမှာပါဆိုတော့ ဟိုဒီစောရကိုတို့အနေနဲ့လည်းပေါ့နော်ကိုအနေနဲ့ဖြစ်လာနိုင်တဲ့ပြဿနာတွေဖြစ်လာနိုင်တဲ့အခက်အခဲတွေအားလုံးကိုဒါကျွန်တော်တို့အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေပြည်သူအတွက်ဒေါ်လာရေးအတွက်ကိုအများကြီးအကျိုးပြုတဲ့အလုပ်တွေလုပ်နိုင်ပါစေလို့ပလာတာကြီးကဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယို final လေးတစ်ခုကတော့ကျွန်တော်တို့ဒါအာနာရှင်နိုင်ငံတွေကလည်းပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကိုကောင်းစားတာကိုမလိုချင်တယ်လို့ပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကောင်းစားတာမလိုချင်တယ်လို့ဘာကြောင့်ဆိုတော့ဒီကောင်တွေကကျွန်တော်တို့နိုင်ငံစုပ်ပြတ်တက်နေမှာဒီကောင်တွေကကျင့်နေတာဝမ်းသာနေတာလေ ြောရရင်တော့ဒီ ASEAN ပေါ့ဒါအိန္ဒိယချင်းနိုင်ငံတွေပေါ့ဗျာအဲ့လိုနိုင်ငံတွေကလည်းကျွန်တော်တို့ဒါမိတ်ဖက်နိုင်ငံလိုမျိုးပြောရမှာပေါ့အဲ့လိုနိုင်ငံတွေကလည်းကျွန်တော်တို့နိုင်ငံကြီးတိုးတက်သွားမှာအောင်မလိုလားဘူးဗျာဆိုတော့ဒီရခိုင်မျိုးသမီးကိုရဲ့ဥက္ကဋ္ဌဆ iam ထွန်ညိုအေးကအိန္ဒိယချင်းနိုင်ငံတွေကိုမိတ်ဖက်နိုင်ငံတွေနဲ့မမြင်ဘူးတဲ့ဘာကြောင့်လဲဒီအကြောင်းအရာလေးကိုကျွန်တော်နားထောင်ကြည့်အောင် ကျမအင်းနီနာချင်းနိုင်ငံကိုမိတ်ဖက်နိုင်ငံအနေနဲ့မမြင်ဘူးရှင်ဘလို့အနေနဲ့မြင်လဲလို့ကျမတို့ပြန်မင်းကျမဖြည့်တဲ့စကားတခွန်းမဲ့ရှိပါတယ်အပွင့်လင်းဆုံးပြောရရင်ကျမတို့နိုင်ငံရဲ့အရင်းအမြစ်တွေအပေါ်မှာပြီတည်ပြီးတော့ပေါ့နော်တို့နိုင်ငံတိုးတက်ဖို့အတွက်သာကြိုးစားတာတို့ရဲ့အဖွဲ့အစည်းတွေကဘာရက်လက်ကောင်ရမလဲဆိုတဲ့အနေနဲ့သာကျမတို့နိုင်ငံကိုအာသာငန်းငန်းနဲ့ကြည့်နေကြပြီးတော့အာသာငန်းငန်းနဲ့ဝင်လူစိတ်နဲ့ကျမတို့စီကထွက်တဲ့တစ်ကအစပေါ့နော် ကျမတို့တောင်နေထဲမှာတိတိလဲကုံပါပြီကျမစိတ်လဲမပြောချင်ပါဘူးတရားစာရကအဆုံးကျမတို့ကကြောက်တတ်ပါတယ်များဘာမှတခုရှိရအောင်အာသာငငတ်နဲ့ယူလို့စိတ်နဲ့ဆက်ဆက်နေတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကျမသုံးသပ်ပါတယ်ကျမတို့အတွက်အကျိုးပြုမဲ့နိုင်ငံတွေမှာဒီနိုင်ငံနိုင်ငံတွေသိပါတာမတွေ့ရပါဘူးဒီနေဦးတော်လှန်ရေးကိုတော်တော်လေးလူငယ်လေးတွေတက်တက်ကြွကြွပေါ်ဂျင်စီတွေတက်တက်ကြွကြွပါဝင်လာတာကိုကျမတအားကိုသားတော့ရတယ် အားရပေမဲ့ကျမအခုနည်းနည်းကြာလာတော့ပေါ့နော်နည်းနည်းအခုကျမတို့နှစ်ချီလာတော့တဲ့အချိန်မှာမတွေ့ရလဲဆိုတော့ကျမတို့စူးစီးမှုချိတ်ဆက်မှုတွေအားနေနေသေးတာကိုကျမတွေ့ရပါတယ်အဝေးရောက်နေကြတဲ့အန်ယူဂျီတွေပြီးလို့ရှိရင်အဲ့ဒီအစိုးရအဖွဲ့အစည်းတွေတာဝန်ယူမဲ့လူတွေကအားနေကြ အများကြီးရှိနေတာကျွန်မတွေ့ရပါတယ်။ဘယ်ရပဲဖြစ်ဖြစ်ဘာလုပ်ကိုယ်လဲလို့လို့ကျွန်မတို့က sporting ဖြစ်ရင်လုပ်လို့လို့မရပါဘူး။ကျွန်မတယောက်တည်းလဲဘာမှလုပ်လို့မရပါဘူး။ဘာကြောင့်လဲဆိုရင်ကျွန်မဒေနာကကျွန်မကိုစိုင်းဝိုင်းပြီးတော့ဝင်းရံပေးတဲ့လူတွေအများကြီးအများကြီးကျွန်မတို့နှစ်ပေါင်း30ကျော်40နီးပါးလောက်ကျွန်မအဲ့ဝင်းရံခံခဲ့ရတဲ့အတွက်လဲမကြောက်မရွံ့ပဲလုပ်နိုင်တာလို့ဆိုလိုချင်သလိုအဲ့ဒီကလေးတွေကိုလည်းအဲ့လိုပဲဝင်းရံပေးဖို့လူတွေကတော့လိုအပ်တယ်။အားလုံးစင်ပြူတော့မှီပြီးတော့ကြံစုတ်ရှင်ကြတဲ့လူတွေကြီးပဲဖွဲ့စည်းတဲ့လူ တွေရွေးလို့ကျမမြင်ပါတယ်အဲ့ဒါကျမဥစားဝေဖန်သုံးသက်တာများတကယ်လို့ရင့်သွားမယ်ဆိုရင်ကျမရဲ့နိုင်ငံရေးအတွေ့အခေါ်ရကျမရဲ့လက်တွေ့ဒုက္ခခံမှုတွေအရာကျမရဲ့ဖြစ်တည်မှုကျမလှုပ်ရှားလာတဲ့နှစ်ပေါင်း40ဒီပါတောက်ချက်ပေါ့နော်ကျမရဲ့တွေ့ကြုံကြောပြတာပါလို့စိတ်တော့ဘယ်သူမှမဆိုကြပါနဲ့ပြန်ပြီးတော့ပြည့်ပြင်ကြအဲ့လောက်ပဲပြောချင်ပါอืมสรุปโหตรุเลยด่าตรุดิดอนโยอีรุเลยตรุเยด่าละชิဖြတ်တန်းခဲ့တဲ့ကာလတစ်လျှောက်လုံးမှာအိန္ဒိယချင်းနိုင်ငံတွေရဲ့မြန်မာဘောမှာ ဘလောက်တောင်မကောင်းစေခြင်းလဲဆိုတဲ့အရာတွေလည်းကျွန်တော်တို့သိခဲ့ရတယ်လို့စာနာရှင်အနေနဲ့လည်းမြန်မာပြည်သူတွေအပေါ်မှာဘလောက်တောင်မှမကောင်းမှုဆိုတဲ့အဥ္စာကိုလည်းကျွန်တော်တို့အာရေးရေးမြင်ရေးရေးမြင်တာပေါ့ရေးရေးမြင်ရေးရေးလေးမြင်ရအောင်လည်းအများကြီးသိရပါတယ်ဆိုတော့ဒေတာတခုကတော့ကျွန်တော်တို့နိုင်ငံကောင်းဖို့ကကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့နိုင်ငံသားတွေကပဲလုပ်နိုင်မှာဖြစ်ပါတယ်ဘယ်နိုင်ငံကမှကျွန်တော်တို့နိုင်ငံကိုတိုးတက်အောင်လုပ်ပေးလို့မရပါဘူးလုပ်ပေးလို့ရလေအနေငယ်ပေါ့ဗျာကျွန်တော်တို့မကြိုးစားမဲနဲ့တော့ရမှာမဟုတ်ပါဘူး ဒါပေမဲ့အခုချိန်မှာနိုင်ငံတိုးတက်ဖို့အတွက်ဒီဆက်အနာရှင်တွေနော်ကျွန်တော်တို့ကလေးကဝတွေအုတ်ချမြဲပေါက်တွေပပြောက်ဖို့အတွက်ကိုကျွန်တော်တို့အရင်ဆုံးလုပ်နေရတာဖြစ်တဲ့ကြောင့်မို့လို့ပြန်လဲတိဆောက်ရေးဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်တို့လုပ်ဖို့အတွက်ကတော့ခိတ္တစံစံနေဦးမှာဖြစ်ပါတယ်။ဒါလေးကိုလည်းသိစေချင်တဲ့ကြောင့်မို့လို့ဒီ profile ကို reaction လုပ်ပေးတာဖြစ်ပါတယ်။နောက်တစ်ပြုပိုင်းလေးတစ်ခုကတော့ကျွန်တော်တို့ဒီဆက်အနာရှင်တွေကပေါ့နော်။ဒါဆက်အနာရှင်တွေကတိုင်းသားလက်နက်ကင်တွေအပေါ်မှာဘယ်လိုမျိုးအာလုပ်နေခဲ့တယ်လဲ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကိုစတားစုံကပြောပြပါလိမ့်မယ်။ကိုရဲဝင်းသူပြောပြပါလိမ့်မယ်။အားလုံးကြည့်အောင်။ဆရာနာရှင်စနစ်ဆိုအကြောင်းတရားနဲ့အုပ်ချုပ်တာ။အကြောင်းတရားနဲ့အုပ်ချုပ်တယ်။နောက်တစ်ခုကသွေးခွဲအုပ်ချုပ်တယ်။ဆရာအင်အားကောင်းတဲ့တစ်ဖွဲ့ရှိရင်နှစ်ဖွဲ့ကွဲအောင်လုပ်ရတယ်။တစ်ဖွဲ့ဖွဲ့အင်အားပိုကောင်းလာရင်အဲ့ဒီတစ်ဖွဲ့ကို၃လေးဖွဲ့ကွဲအောင်လုပ်ရတယ်။အဲ့ဒါမှထိန်းချုပ်လို့ရတာ။ဆေးအာနာရှင်ကဒီလောက်ပဲဒါနဲ့ပဲသွားတာ။ဟုတ်လား။ ဘယ်ဖွဲ့အင်အားကောင်းလာလဲအေးရတယ်အဲ့ဒီဖွဲ့ကိုထိုးခွဲလိုက်ရတယ်ဟန်နဲ့ခွဲဖွဲ့သူကဝမ်းဖြစ်နေအင်အားကြီးတယ်လေအသက်ရှင်ပေါ်မှာခွဲသွားတယ်တက်တက်တက်လေးတွေခွဲသွားတော့အင်အားမကြီးတော့ဘူးအဲ့ဒါပဲအဲ့ဒါပဲမြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားလက်နက်ကင်တပေါင်းစုကြီးဖြစ်သွားမှာ ਉਹ ဆေးဥစုကမလိုလားအဲ့တော့အဲ့တပေါင်းစုကြီးမဖြစ်အောင်နီးမျိုးစုံနဲ့ခွဲထားတယ်နီးမျိုးစုံနဲ့ခွဲထားတယ်ဟလာခင်ဗျားသင်္ကြန်ကြီးတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေအားလုံးပေါင်းပြီးတော့မြန်မာစစ်တပ်ကြီးနဲ့တကယ်သာတကယ်သာမြန်မာစစ်တပ်ရဲ့ ိုင်းသားလက်နက်ကအဖွဲအားလုံးကြီးနှစ်ဖွဲပဲဒီလိုချရင်ပြည်တွင်းစစ်ကခမရလဲတပေါင်း80နီးပါးကြားပြအเจ้าဟုတ်တယ်လေအเจ้าဟုတ်မရှိလားတဖက်ဖက်တဖက်တဖက်တဖက်ဖက်ကပြီးသွားပြီဒလန်တဖက်ဖက်ကပြီးသွားတကယ်ချရင်ပြောတာတကယ်ချရင်ပြီးသွားတာကြားလာပြီပြည်တွင်းစစ်ကအဲ့လောက်တင်းမရှိဘူးဒုက္ခတွေဒီတော့မများဘူးတကယ်မချဘူးမြန်မာစစ်တပ်ကလည်းတကယ်မချဘူး တကယ်ချလိုက်လို့မရှိတော့ရင် तू ဘယ်သူနဲ့စော့မလဲခလေးတွေတောင်မှစစ်တပ်တွေစော့ရင်မင်းဟာစစ်ဘိုလ်ကြီးလို့ငါတပုံလုံးမယ်လောက်ရမလားလူခွဲပြီးတော့ချရတာလေငါတို့အားလုံးစစ်ဘိုလ်ကြီးပဲလုံးမယ်ဆိုရင်ကစားပွဲကမဖြစ်ဘူးလေတခလေးကစားပွဲကိုပဲကြည့်ခလေးကစားပွဲကိုပဲကြည့်ကင်းစစ်စစ်တကယ်တိုက်တာမဟုတ်ဘူးဟုတ်တယ်ဘသူ့အတွက်ကစားပွဲမရှိမှာဆိုဟုတ်တယ်သူ့အာနာပါဝါမရှိမှာဆိုလို့သူ့ဘတ်ဂျက်တွေမရတော့မှာဆိုလို့ တက်မတော်ရဲ့ခန်းကဏ္ဍမေးမိန်သွားမှာဆိုလို့စစ်သားတွေစောက်လို့မရှိမှာဆိုလို့ဒီတဲ့ဒီတဲ့ရိုးရှင်းတဲ့စကလုံးတွေပါရှိသေးတယ်ပြည်တွင်းစစ်ကအသက်ပဲမြမတက်မတော်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်အဲ့တော့ပြည်သူလူထုကလည်းအခုစစ်ပြည်တွင်းစစ်ကြီးကိုဆောင်ရွက်အားပေးထားတယ်အဲဟုတ်နေရပဲဟုတ်နေရပဲဆောင်ရွက်နေဟုတ်နေရပဲဆောင်ရွက်နေတော့ဟုတ်နေပြီအရင်နေတော့ဟုတ်နေပြီပြည်သူလူထုကလည်းငြင်းငြင်းရေးစကားပြောတဲ့လူကိုသာပါသာပါမြမစစ်တပ်ကအာဏာရှင်စစ်ခေတ်အဆက်ဆက်ကငြင်းငြင်းရေးကိုသူတို့က လိုချင်တယ်ဆိုတာပြီးအတန်ကောင်းပြစ်ထားတာတကယ်မလိုချင်ဘူးဟုတ်တယ်လေတကယ်မလိုချင်ဘူးအဲ့ဒါစိတ်တဆင်စင်ကြီးတုံးထားတာသူ့အတွက်ကပြည်ရင်းစစ်ကြီးရရှိမှဒီမှာပြည်ရင်းစစ်ကြီးရှိမှဟုတ်တယ်အဲ့တော့သူ့ပြည်ရင်းစစ်ကြီးရှိအောင်တိုက်မဲ့အဖွဲ့တွေရောက်ထားထားမှာဒီအဖွဲ့တွေမရှိရောရင်သူကစားပွဲမရှိတော့ဘုံကြောင်ရအဲ့တော့မြန်မာပြည်သူလူထုကလည်းတိုက်မဲ့အဖွဲ့တွေများအောင်ငကလူချွတ်လူနေကြတယ်အဲ့တော့ဘသူကြိုက် ဆိုတော့ဟိုစစ်တပ်ကအမှန်တမ်းပြောရင်ပြည်တွင်းစစ်ကိုဒီကောင်တွေကမွေးထားတာပြည်တွင်းစစ်မွေးထားတယ်ဆိုတဲ့စကားလုံးနောက်မှာတိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်းမွေးထားတယ်လို့ပြောရင်ပို့ပြီးတော့မှမှန်ပါလိမ့်မယ်ဆိုတော့ဒီကောင်တွေနှစ်စင်တစ်တိုင်းလိုလိုမှာစစ်30စစ်30ဆိုပြီးဘီလီယံချီပြီးတောင်းနေတာကလည်းဒီပြည်တွင်းစစ်ကိုရှေ့ချပြီးတော့မှပြည်တွင်းစစ်ကိုပြည်တွင်းစစ်နဲ့အတူတိုင်းရင်းသားလက်နက်ကိုင်တွေကိုမွေးထားခဲ့တာပေါ့နော်ခုနကကိုစားတော့ပြောတယ်လို့ပြောတစ်ဖက်နဲ့တစ်ဖက်အဲ့လိုမျိုးတိုက်မယ်ဆိုရင် ဘာမှစက်သက်ရှည်စရာမလိုဘူးလေနော်ဒါလေးကိုလည်းသိစေချင်တာဗျတချို့အရာတွေမှာဟိုစက်တဲ့ရဲ့လောက်ွက်ဖို့တဲ့ဥစ္စာတွေကိုတကယ်ထင်ပြီးတော့မှမြမတက်မတော်ကြီးသားအကောင်းဆုံးဆိုပြီးတော့မှထင်နေတဲ့သူတွေအတွက်ကိုလည်းဒီလိုမျိုးအတိတရားရအောင်ဒီဘီလိုလေးနဲ့အလင်းပြရသေးတယ်ဗျာနော်ဒါလေးလည်းရှိတာ ਉਹ ဗျဟုတ်ကဲ့ပါဆိုတော့နောက်တစ်ဗီဒီယိုလေးတစ်ခုကတော့ဒဏ်ရာရထားပေမဲ့လည်းတမအောင်စူးစမ်းရင်းထဲမှာရှေ့ဆက်နေတဲ့ရဲဘော်ဘူစောရဲ့ဗီဒီယိုဖိုင်လေးကိုပဲကြည့်အောင်။ဒါကြောင့်ပြန်ထွက်လာတယ်ဆိုတော့ကျွန်တော်တို့ကအဓိကမလိုချင်တာအာနာရှင်လေး။ ကျွန်တော်တို့အသက်တွေတော့မပေးမယ်ဆိုပြီးတော့လှုပ်လာကြတာပဲရှေ့မှညီကိုလည်းအသက်တွေပေးလို့ရအဲ့အတွက်ကြောင့်ကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တဲ့ဟာကိုငါလုံးနိုင်လို့ထပ်လုံမယ်ဆိုတဲ့စိတ်နဲ့ပဲခြေတန်းပြန်သွားခဲ့စိတ်ဓာတ်ကတော့ကြာတယ်ဆိုးဆုံးချိန်ကြီးရှိခဲ့တာပေါ့အဲ့မဲ့အဲ့ဆိုးဆုံးချိန်ကြီးမှာကျွန်တော်တို့အစီအမရှိတာဆိုလို့ကိုရဲဘော်ရဲဘက်တွေပဲရှိတယ်ဆိုတဲ့စိတ်ကိုတယောက်တည်းမဟုတ်ဘူးရဲဘော်တွေအများကြီးဆိုလဲစိတ်နဲ့ကိုကိုပြန်တီးပြန်တမ်းမာလောင်တီးဆောက်ရတော့ ဟောအဆိုးဆုံးအခြေအနေဆိုတာကတော့ဒီနာကျင်မှုဝေဒနာတွေရောနောက်စိတ်ဓာတ်ပိုင်းဆိုင်ရာတွေရောနောက်ကတော့ကျွန်တော်နဲ့အတူတိုက်တဲ့အချိန်မှာဆုံးချုံခဲ့တဲ့အသက်တွေလည်းရှိတော့အဲ့ဟာတွေပဲပြန်မြင်အောင်ပြန်မြင်အောင်လည်းကိုယ်စိတ်ကိုယ်ကတော့အားတင်းတော့မနေ့ကစားတော့ရဲဘော်တယောက်ရောက်လာပြီဆိုပြီးတော့တရင်ရပြီဆိုတာနဲ့ကိုရီးယားစိတ်ကမခံနိုင်တော့ဘူးအာနာရှင်ကိုလည်းပြန်တိုက်ချင်တဲ့စိတ်ကပေါ်လာတယ်နောက်ကတော့ကိုရဲဘော်တွေမဖြစ်စေချင်တော့ ီလိုအထူးခိုက်တွေကကိုယ်တွေဆုံးရှုံးမှုတွေများလာရင်ကျွန်တော်တို့တို့ကဒေါ်လာကြီးမြန်မြန်ပြီးဖို့တို့ကကြံ့ကြာလာလို့ဖြစ်လာတယ်ဟုတ်အဲ့ဒါတော့ရှိပါတယ်ကျွန်တော်တို့ကအခုဖြစ်သွားတဲ့ဟာကိုကျွန်တော်တို့အုံနောက်နဲ့ပဲလက်ခံလို့ရတယ်လေကျွန်တော်တို့နှလုံးသားလက်ခံလို့မရတယ်တာမန်လူတယောက်လိုပဲကျွန်တော်တို့အတွေ့ထဲမှာလဲငါတို့လုံနိုင်တယ်ငါတို့သွားနိုင်တယ်အဲ့လိုမျိုးစိတ်ပဲရှိအောင်ဒါပေမဲ့တော့ကိုဘွားကတော့ကိုနားလေလာလာနိုင်အောင်တော့ကျွန်တော်စူးစမ်းတော့စိတ်တက်ကတော့ကြရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ပြန်ပြန်ပြီးတော့တွေးတဲ့ဟာက ငါတို့ပေးဆက်ခဲ့တာငါတို့တန်တယ်ငါတို့ရှေ့မှာငါတို့စီနီယာအကိုတွေလည်းအသက်တွေတောင်ပေးခဲ့တာပဲငါတို့ဒီလောက်လေးပေးပြီးတော့ဒီဒေါ်လာရေးကိုရက်စဲတော့မှာလာကျွန်တော်ဘာတွေစက်ကြိုးစားရမလဲသူတို့ပြောနေဟာကိုဒုက္ခိတာတွေစွန်းနေဆိုတဲ့အရာကိုလည်းကျွန်တော်ပြန်ချပြခြင်းနေတော့ဒီကတော့ကိုလိုချင်တဲ့ပန်းနိုင်ရရဖို့ရေးအတွက်ကိုအဓိကမျောလင်းမျောလင်းချက်တစ်ခုကိုစိတ်နှက်လိုက်စိတ်နှက်ပြီးတော့ငါဒါဖြုတ်သွားတယ်ဆိုပြီးတော့တိမ်ငယ်နေလို့မရတော့ဘူးလေကျွန်တော်တို့ကဆက်ပြီးတော့ကြိုးစားဖို့လည်းလိုတယ် ော်လိုင်းကြီးကကျွန်တော်တို့ပြီးွားလို့ထိွားလို့ပြီးွားတာမှမဟုတ်ပါဆက်ပြီးတော့သွားအောင်မှာဆိုတော့ကျော်ပြန်တန်မအောင်အဓိကတော့တီဆောက်အောင်ပေါ့တန်မာလာပြီဆိုရင်တော့အာနာရှင်ကိုပြန်တိုက်ဖို့ဖြစ်နိုင်ခဲ့ရင်တော့ပြန်ပြန်တိုက်ချင်တော့ဒီညလေးပြောရတဲ့မှာဒုက္ခိတတွေစွမ်းနေဆိုတဲ့စကားတော့ဗောနော်တော်လိုင်းကြီးအတွက်ကျွန်တော်တို့ဒဏ်ရာရတဲ့ရဲဘော်ပေါ့ဗျာဒါပါတော့သူပြောတဲ့ဒုက္ခိတပေါ့ဒုက္ခိတကြီးလည်းစွမ်းနေဆိုတာပြောလေပြချင်တယ်ဆိုတဲ့စကားလုံးကတော်တော်ထိတယ်ဗျာဒီလားလူငယ်တွေကရဲရင်ကြပါတယ်တော်လိုင်းကြီးအတွက်ဆိုရင်ပို့ပြီးတော့မှရဲရင်ကြပါတယ်အသက်တောင်ပေးရတဲ့လူငယ်တွေအများကြီးပါ ခါလေးကြောင့်လည်းဒံရရ6ောက်ထိလက်ထိ6ောက်ပြက်လက်ပြက်ဘဝဖြစ်နေတာတော့မှစိတ်တက်မကြပဲနဲ့ဟိုဘယ်လိုပြောမလဲစိတ်တက်ကကြတော့ကြတယ်ဒါပေမဲ့အဲစိတ်တက်ကြနေမဲ့အစားအဲ့စိတ်နဲ့ကြတဲ့ဥစ္စာတွေကိုအချိန်နဲ့ပြန်ကူစားပြီးတော့မှတော်လန်ရေးအတွက်တက်နိုင်တဲ့ဘက်ကနေပြီးတော့မှလုပ်ပေးနေတဲ့လူငယ်တွေအများကြီးရှိတယ်ဆိုတာကိုသိစေချင်တဲ့ကြောင့်ဘို့ဒီဖိုင်ရီယက်ရှင်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲချစ်သမီးတွေတမားတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Plotter Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြရတဲ့အမျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့လုံးလုံးဝ ပြည့်ဝနိုင်ကြပါသေးဗျာ။